ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ Carlo Ancelotti ရဲ့ Brazil တင်းကကမ္ဘာဖလားပြိုင်ပွဲခြေစပွဲအောင်ထားတယ် Brazil ကကမ္ဘာဖလားပြိုင်ပွဲမှာ တသင်းတည်းသောအသင်းအဖြစ်အချိန်တိုင်းကိုအောင်မြင်ထားတဲ့အသင်းဖြစ်မှတ်တမ်းဝင်ထားသူဖြစ်တယ်ဆိုတော့အခုလောလောဆယ်မှာ Brazil အသင်းနဲ့ဒါဟိုတနေ့က Alexis Mac Classa က World Cup နဲ့ပတ်သက်လို့ ချန်ပီယံဖြစ်နိုင်တဲ့အခြေအနေတွေရှိတဲ့အသေးအပါဝင်စိတ်ဝင်စားစရာအကြောင်းတွေသူပြောတဲ့အခါမှာသူဘရာဇီးကိုသူမန်ရှင်လောက်သွားတယ်။သူလောက်သွားတဲ့မန်ရှင်ထဲမှာဘရာဇီးဟာလက်ရှိအချိန်ထိတောင်တင်းတဲ့အသေးတစ်သေးအဖြစ်ဆက်ပြီးထည့်ထားဆဲဖြစ်တယ်လို့ဆိုတယ်။မဟာပြိုင်ဘက်ဖြစ်နေသည့်တိုင်အားဥမာသူပြောတဲ့မန်ရှင်ထဲမှာဗျာစပိန်တို့ပြင်သစ်တို့ဟာတော်တော်လေး strong ဖြစ်တဲ့အသေးနေဖြစ်တယ်။ဒီ2026ကမ္ဘာဖလားပြိုင်ပွဲမှာဒီအသေးနေဟာသူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်လာနိုင်ပြီးတော့ဘရာဇီးက တေချာပေါက်ထည့်သွင်းရမယ်သူဘာကြောင့်လဲဆိုသူတို့ကကမ်မင်ဘတ်ဖြစ်နေတယ်ကာလိုအန်ချီလိုတီလိုနီးပြမျိုးအပါဝင်စင်ဆက်မပြတ်မျိုးဆက်တွေကိုထုတ်ပေးနိုင်တဲ့အခြေအနေကြောင့်ဘရာဇီးလ်က2026ကမ္ဘာဖလားမှာ one of the favorite ဖြစ်တယ်ဆိုပြီးသူပြောထားတယ်ဆိုတော့ဘရာဇီးကဟိုတနေ့ကကိုရီးယားကိုအဝေးကွင်းမှာ fight စီးနဲ့ခြေဆန်းပွဲမှာနိုင်တယ်ဆိုတော့ခြေဆန်းပွဲမှာနိုင်တာကိုကျွန်တော်ထည့်ပြောဖို့ခက်ပေမဲ့ဘရာဇီးသင်းရာအန်ချီလိုတီလက်ထက်မှာ progress ဖြစ်နေတယ် ကာလိုအန်ချလိုတီကဘရာဇီးအသင်းကို2026ကမ္ဘာဖလားတီကွန်ထရက်ချုပ်ထားတယ်။ဒါပေမဲ့ဘရာဇီးဘောလုံးဖွဲ့ချုပ်ကသူ့ကိုထပ်ပြီးတော့တတ်တမ်းထတ်တိုးခြင်းနဲ့ဘရာဇီးဟာသူ့လက်ထက်မှာပိုကောင်းလာတဲ့အသင်းတစ်သင်းကျွန်တော်ပါစင်နေရဆိုရင် 2022ကမ္ဘာဖလားပြိုင်ပွဲကဘရာဇီးလ်အသင်းရဲ့2019 21 22ဒီအသင်းတွေဟာဘရာဇီးကအရင်နီးပြဟောင်းထက်ထီလက်ထက်မှာတော်တော်ကောင်းတဲ့အသင်းပြလူဝင်သားတောင့်တမှုရော squad depth ရှိတဲ့အခြေအနေရော quality player ဖွဲ့စည်းမှုတော်တော်လေးကောင်းတယ်အဲ့ဘရာဇီးကအမှန်တိုင်းပြောရင် champion ဖြစ်ခဲ့တဲ့နာ သူတို့ခရိရှားကိုမထင်မှတ်ပဲနဲ့ World Cup Quarter Final မှာသူတို့ penalty shootout မှာရှုံးသွားတယ်အဲတုန်းကမမရနီမာဂျူနီယာရဲ့အချိန်ပိုပထမပိုင်းမှာသူကိုသွင်းလိုက်တယ်တကယ် quality ကိုသွင်းပြီးတော့မှနောက်ပိုင်းမှာခရိရှားဘက်ကပြန်ပြီးတော့ချီပါကိုပြန်ရသွားတယ်ပြီးတော့သိမ့်မကြဘူး penalty shootout ရောက်တဲ့အချိန်မှာ Rodrigo နဲ့ Marquinho penalty လွဲပြီးတော့ခရိရှား semi final တက်သွားတယ်အဲ့ Brazil ဟာတော်တော်တောင်းနေ Brazil ပြ Now ကိုပါအမေရိက2021ဖိုင်နယ်တုန်းကဘရာဇီးလ်ကအင်ကွဲမှာအာဂျင်တီးနားကိုသူတို့ရှုံးတယ်ဒါပေမဲ့အဲ့တုန်းကလည်းအာဂျင်တီးနားကအန်ဂယ်ဒီမာရီယာကိုသွင်းပြီးတဲ့အချိန်မှာသူတို့ second chance တွေတက် chance ရပါတယ်မက်ဆီပွဲကိုဖျက်သွားနိုင်မဲ့ chance မဝင်ပေမဲ့ဘရာဇီးလ်ကအာဂျင်တီးနားကိုနောက်ဆုံးချိန်ထိ all the way to push လုပ်သွားတာအဲ့တုန်းကနေမာဂျူနီယာတော်တော်လေးကောင်းတယ်အမီမာတီနက်ဆိုရင်တော့နေမာကိုဘယ်လောက်ထိမန်ရှင်းလို့လဲဆိုတော့တပွဲလုံးမှာနေမာကိုကျွန်တော်ကစားမအကုန်လုံးဟိုကန်ဒီကာဆွဲလှဲ့ နေမှာလုံးဝထိန်းလို့မရအောင်သူတို့တော်တော်လေး pressure ဖြစ်ခဲ့တယ်ဒါပေမဲ့အဆုံးသတ်မှာသူတို့ရဲ့ခံစစ်က champion ဖြစ်စေခဲ့တယ်ဆိုတော့ဘရာဇီးကကျွန်တော်အဲ့2019မှာသူတို့ကိုပါချန်ပီယံဖြစ်တယ်။ဒါပေမဲ့2021မှာသူတို့ဒုတိယရပြီးတော့ပြီးခဲ့တဲ့ World Cup မှာ Quarter Final ထွက်တယ်။ဘရာဇီးဟာ2002ခုနှစ်တည်းကချန်ပီယံဖြစ်ရတဲ့ကနေသူတို့ Home Swipe မှာ2014မှာ World Cup မှာ Semi Final အိမ်ရှင်ဖြစ်လို့တဲ့ပွဲကလွဲရင်ဘယ်ပြိုင်ပွဲကိုမှသူတို့ Quarter Final မကျော်ဘူး။ 2006တုန်းကလည်းသူတို့ quarter final မှာပြင်သစ်ကိုရှုံးတယ်2010မှာနယ်သာလန်ကိုရှုံးတယ်2014ကသူတို့အင်ရှင်ပြစ်တက်လာတယ် quarter final မှာကိုလံပီးယားကိုနိုင်ပြီးတော့ဆီမီမှာဂျာမနီကိုရှုံးပြီးတော့2018မှာဒါသူတို့ထပ်ပြီးတော့ဘယ်လ်ဂျီယံကိုရှုံးတယ်အိုက်ကနေမှာဆင်2021မှာခရီးရှားကိုရှုံးတယ်ဆိုတော့ဘရာဇီးလ်တွက်တမိုင်းသိရေးထိုးဖို့ကအန်ချလိုတီလက်ရှိအသင်းဟာလုံလောက်တဲ့ဖွဲ့စည်းမှုနဲ့လုံလောက်တဲ့လူအင်အားရှိပြီလား ဘရာဇီးလ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ငယ်တုန်းကအမြင်နဲ့ကြားပါဘူးလေကျွန်တော်ဦးလေးကဘလုံးပေးသက်ဖြစ်တော့သူကမာရာဒိုနာဘလောက်ကောင်းကြောင်းဖယ်လီဘလောက်ကောင်းကြောင်းဆူဂရက်တီဘလောက်ကောင်းကြောင်းဂါရင်ချာဘလောက်ကောင်းကြောင်းဟိုးတုန်းကဆိုသူတို့ generation မှာဆိုသူကတော့နည်းနည်းနောက်ကျနေပြီအဲ့ဒီထဲမှာဆိုသူကအသက်တော်ကြီးတယ်အဲ့ဒီအချိန်မှာဘီဘတ်တူဘလောက်ကောင်းကြောင်းရူမာရီယိုဘလောက်ကောင်းကြောင်းဘရာဇီးဘလောက်ကောင်းကြောင်းကိုကျွန်တော်ငငယ်တည်းကကြားရတယ်ကျွန်တော်ငယ်တည်းကအမြင်နဲ့ကောင်းတဲ့မှာကြားနေတာကမာရာဒိုနာဖယ်လီဒါရီဒါမစ်ရှယ်ဖလာတီနီယူဝမ်ခရိုက် ဒီလိုကစားမားတွေကတောက်လျှောက်ကြ front backing power ဒါပေမဲ့ Brazil ကသူခက်ဆက်ဆက်သူတို့သဘောကျတဲ့အသင်းဟာရှိန်ဝါအဖြစ်မြောက် workers ဝင်ကြီး Brazil ကအမတန်တောင်တင်းတဲ့ fan base ရှိတယ်ကျွန်တော်တို့တောင်အမေရိကမှာ Colombia ရဲ့ Brazil ရဲ့ Argentina ရဲ့က fan base ဆို strong ဖြစ်ဆုံး every single world cup တိုင်းမှာသူတို့တကွင်းလုံးနီးပါးအားပေးတယ် now မြောက်အမေရိကတိုက်မှာမက္ကဆီကိုရှိမယ်ဒီလိုအသင်းတွေဟာအသင်းကိုဘလို့ချင်းနေမှာဖြစ်ဖြစ်ကိုင်းထဲမှာလက်မှတ်ရှိစီဖြစ်စီလက်မှတ်မရှိသည်ဖြစ်စီ အဲ့မျိုးကိုရောက်အောင်လာပြီးတော့ဝန်းရံကြတဲ့အသင်းတွေဖြစ်တယ်။ဆိုတော့ပိဋကတ်အားဖြင့်ဘရာဇီးကအမြဲတမ်း strong ဖြစ်တဲ့အချိန်မှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာလက်ရှိကာလိုအန်ချလိုတီအသင်းဟာ အရင် history အသင်းတွေလိုပုံစံမျိုးပြန်ပြီးတော့အချိန်ကြီးပြန်ကောင်းနိုင်မယ်လို့ထင်လား။ဆိုတော့အခုလောလောဆယ်မှာဘရာဇီးကလက်ရှိကမ္ဘာအကောင်းဆုံးကုသမားတွေကတယောက်ဖြစ်တယ်။ဒါအာလစင်ဘက်ကရှိတယ်ဘာမှပြောစရာမရှိဘူး။နောက်စန်တဘက်ကမာကီညိုရဲ့ အက်ဒမီလီထောင်းရဲ့ဂါဘရီယယ်ရဲ့ဖြစ်နိုင်ခြေရှိတာပေါ့လေဘဲဇန်ဆန်နာဘက်သူတယောက်ဆိုရင်သူဂါဘရီယယ်ကိုသုံးမယ်အခုဂါဘရီယယ်ကလက်ရှိ one of the best defender ဖြစ်နေပြီဗျာဆိုအဲ့ဒီနေရာမှာဂါဘရီယယ်ကိုအက်ဒမီလီထောင်းနဲ့မာကီညိုနဲ့တွဲမယ်ဘာလို့လက်ရှိဘရာဇီးကပ်ပရင်းကမာကီညိုဖြစ်တယ် ပြီးတာနဲ့အခု Wesley ရှိမယ်ဟိုတနေ့ကကစားသွားတယ်ပဲပဲချမ်းရှိတယ်ဒါပေမဲ့အဲ့ Brazil football နှစ်ယောက်ကနည်းနည်းလေးအားနေပေမဲ့အရန်ကြီးမဆိုးလာတဲ့အခြေအနေလို့တော့ထက်တွက်လို့ရတယ်ဒါပေမဲ့ကွင်းလယ်မှာ Brazil ရဲ့အားသာခြင်းအားနေချက်တွေဟာကျွန်တော်တို့အဓိကကြည့်ရမှာကျွန်တော်တို့ Brazil နဲ့ပတ်သက်လို့ရှိရင်အမြဲတမ်းသဘောကျတဲ့အသင်းဖြစ်ပေမဲ့ဒီအသင်းကလက်ရှိမှာ champion ဖြစ်နိုင်တဲ့အခြေအနေမျိုးတိတဲ့ကွင်းလယ်ကိုပိုင်ဆိုင်ပြီလား Carlo Casemiro ရှိတယ် ။ Now အဲ့ဘက်ကတကယ် quality ကစားမတွေတဲ့ကအခုကွင်းလဲမှာ Julian Dan ရှိတယ် Bruno Guimaraes ရှိတယ်ကျွန်တော်သိကြတာတော့ Casemiro နဲ့ Bruno Guimaraes ကသူတို့ရဲ့ Brazil ရဲ့အဓိကကွင်းလဲကစားမတွေဖြစ်မယ်။ဘာကြောင့်လဲဆိုတော့ Carlo Casemiro ဟာကုလလောဆယ်နေထားရာ main player အဖြစ်ဖြစ်လာဖို့ရှိပြီးတော့မှအိုက်ကနေမှဆင် Bruno Guimaraes ကသူ့ကိုအဓိကထောက်ပေးမဲ့သူအဖြစ်ကျွန်တော်ရှိထားတယ်ဆိုတော့ Brazil သိနေပတ်သက်လို့ရှိရင်ကျွန်တော်အမြဲတမ်းသဘောကျတဲ့အချက်က attacking ပိုင်းနဲ့ Brazil ဟာ generation တစ်ခုလုံးမှာ တိုက်စစ်အသားပေးတဲ့လူငယ်တွေအမြဲထွက်တဲ့အချက်ပဲအခုဆိုရင် Astervel ဟိုတနေ့ကနှစ်ကိုးသွင်းသွားတယ်ကိုရီးယားနဲ့ပွဲမှာဒီ Charlie Lee က International ဖွဲ့ဘလောက်မှမကြောက်ဘူးနော် Andrito ရဲ့နောက်မှပေါ်လာတာဒါပေမဲ့ Andrito ကိုကြော်ပြီးတော့သူနေရာရပြီ Brazil မှာဆိုတော့ခုတိုင်းဆိုရင်ပြကျွန်တော်ထင်တာ Rodrigo အတွက် Real Madrid မှာပုံမှန်ကစားကွင်းမရရင်သူ့အတွက်ချမ်းရှိပြီ Martinelli က Brazil လေဝသင်သင်ကိုရောက်တာကြာပြီသူကဘေးရောက်အောင်မှာဘာကြောင့်လဲဆိုတော့သူ့နေရာက Vinicius ဖြစ်နေတာပါတယ်နောက်တစ်ခုကသူ့ရဲ့ improvement အားနေတယ်အဲ့မှာတိုက်စစ်မှာ Brazil က အဓိကပြဿနာအန်ချလိုတီရဲ့ main striker ဘယ်သူလဲအဲ့တစ်ချက်ကသူတို့နည်းနည်းလေးမေးခွန်းထုတ်ဆရာပဲဆိုတော့အန်ချလိုတီခုနောက်ဆုံးတောင်းသွားတဲ့တောင်ကိုရီးယားနဲ့ပွဲပေါ့လေတောင်ကိုရီးယားနဲ့ပွဲမှာဘရာဇီးတိုက်စစ်ဖြစ်မက်တီးယပ်စ်ကုညာကိုအထောင်ထားတယ်ဆိုတော့ဒီနေရာဟာဘရာဇီးသင်းတဲ့အန်ချလိုတီတို့အဓိက challenge ပဲဘာကြောင့် challenge လို့ပြောလဲဆိုတော့ striker စစ်စစ်100% fully fit ဖြစ်ပြီးတော့ down down me striker လိုအပ်တာကျွန်တော်မက်တီးယပ်စ်ကုညာရှိမယ် Joao Petro ရှိမယ် maybe rodrigo ကစားလို့ရမယ် richardson ရှိကောင်းရှိမယ်ဒါပေမဲ့ brazil ရဲ့တိုက်စစ်ပိုင်းမှာ down down be striker သူဘယ်သူကိုရွေးမလဲအဲ့ချက်ကအဓိကအချက် rafinha ပြန်လာရင် rafinha ကညာဝင်လာဒါမှမဟုတ် rafinha ကိုအလေထည့်ပြီးတော့ s7 ကိုညာမှာထားမှာ vinicius junior ရှိမယ် vinicius ကအဲ့ဘယ်ဘက်ချမ်းကအပိုင်စားရမှာအဲ့ဆိုရင် rafinha ကညာဖြစ်မယ်ဆိုရင်ဘက်က rodrigo တစ်ဆယ်ရှိတယ်အဲ့ထဲမှာ rafinha အလေပို့လိုက်ရင် s7 ရှိမယ် ဒါမှမဟုတ်ကျွန်တော်တို့တခြားကစားသမားတွေကျွန်တော်ထင်မတွက်သေးဘူးเนาะအများကြီးကြံသေးတယ်ဒါပေမဲ့အခုလောလောဆယ်ဖွန်ရရောဘရာဇီးမား likely ရဖြစ်နိုင်ခြေရှိတဲ့သူအဲ့ဒီနေရာမှာတကယ်လို့သူနေမာဂျူနီယာကိုပြိုင်ဝေးမယ်ဆိုရင်နေမာအတွက်ကဘယ်နေရလဲနေမာအတွက်ကဘယ်အဲ့ဆိုနေမာကို30ရို့မှာထား okay အထောင်တိုက်စစ်မှုတယောက်ထားပြီဆိုရင် extraver ကအရင်ပြန်ဖြစ်သွားမယ်ဆိုတော့သူ့မှာ option ကတော်တော်လေးများတယ်ဘရာဇီးအသင်းကအခုကျွန်တော်တို့ဒီဘရာဇီးအသင်းကိုကြည့်လို့ရှိရင်ဒါအရင်မှာ Richarlison ရှိတယ် Lucas Paqueta ရှိမယ်နောက်တစ်ဖက်က ယူလင်တန်ရှိမယ်ဒါဂါဘရီယယ်မာတင်နယ်လီရှိမယ်နောက်ကာလော့စ်အဂုစတိုဆိုတဲ့ကစားမအဲ့ကစားမကိုတုံးရမှာကျွန်တော်မြင်တော့ဘရာဇီးအဲ့လက်ဖက်ကကာလော့စ်အဂုစတိုဆိုတဲ့ဒီအင်တာမီလန်ဘယ်နောက်ခံကစားမကဒီမာကိုလိုပဲတော်တော်လေးကောင်းတဲ့ကစားမဖြစ်တယ်။ဤကဂျေဆုရှိပေမဲ့အဲ့ကစားမကလည်းဘရာဇီးသင်းကိုဥဆောင်နိုင်တဲ့တိုက်စင်မှုတယောက်မဖြစ်နိုင်ဘူး။ဆိုတော့တိုက်စင်မှုကဘရာဇီးရဲ့ main concern ဖြစ်နေတယ်။အထောင်တိုက်စင်မှုဂျွာပက်ထရိုရှိမယ်မက်သီးယပ်စ်ကူညာရှိမယ်ရီချာလစ်ဆင်ရှိမယ်ဤကဂျေဆုအပါဝင် နောက် retrigo ကစားလို့ရမယ်ဆိုတော့တို့မှာ option တော့ရှိတယ်ဒါပေမဲ့ proper number 9တို့ Brazil မှာအိုက်ပြဿနာကျွန်တဲ့ wing စီဆောင်အကောင်းနေဗျအခု Anthony တို့ပါပြန်ကောင်းလိုက် Anthony တို့နေရာထက်ရအောင်မှာတို့မှာ chance ရှိတယ်ဗျဒါပေမဲ့တေးကြတာ Brazil ဟာ Ancelotti က Casemiro ကိုကြိုက်တယ် Julian Dan ထက် Bruno Gomes နဲ့လှုပ်အားကောင်းတဲ့နှစ်ယောက်ကိုတုံးတဲ့အခါမှာခံစစ်၄ယောက်တန်းရဲ့ရှေ့မှာအဲ့နှစ်ယောက်ရှိပြီဆိုရင်တို့ကဘာဖြစ်လဲဆိုတော့သူနောက်ထပ်တယောက် attacking midfield player အတွက်ကသူဘသူကိုတုံးပါလေ ဒါဟိုတနေ့ကကိုရီးယားနဲ့ကစားသွားတဲ့ပွဲမှာသူတုံးသွားတာက10ရုံးမှာတုံးသွားတာကရူဒရီโกကိုတုံးသွားတယ်။ဒါပေမဲ့ကျွန်တော်ဘရာဇီးပြီးခဲ့တဲ့ဘူလ်ချီလီကိုသူတို့တုံးကိုပြန်နဲ့နိုင်သွားတဲ့ပွဲမှာဘရာဇီးကအိုက်ပွဲမှာရာဖီညာကို10ရုံးတုံးသွားတယ်။ရာဖီညာကို10ဆိုတော့အခုနောက်ပိုင်းကျွန်တော်ကြည့်တာအက်စတဗယ်ကိုသူကညာမှာပိုးသဘောကျတယ်။ဆိုတော့အက်စတဗယ်ကိုညာထုတ်ပြီးတော့ရာဖီညာကို10ဗီနီရှက်ကိုဘယ်ပြောအထောင်မှာဂျောဘတ်ထူပဲဖြစ်ဖြစ်မဒီစ်ခုညာပဲဖြစ်ဖြစ်နောက်တစ်ဖက်ကရီချာလစ်ဆင်ပဲဖြစ်ဖြစ်ကြိုက်တဲ့သူသားဆိုတော့ တဆယ်ဘူးနေရာအတွက်ကကျွန်တော်ကျွန်တော်လက်ရှိဘရာဇီးမှာနေမာအတွက်နေရာမရှိဘူးနေမာလို့တရားကစားမတူမျိုးကခေါ်သွားဖို့လိုအပ်တာမှန်တယ်ဒါပေမဲ့နေမာအတွက်ကသူဘယ်မှာကတော့မလဲအဲ့တချက်ပဲတကယ်လို့နေမာပါလာရင်ရောဘရာဇီးဘလို့အခြေအနေရှိမှာဒါပေမဲ့တေးကြတာတော့ဘရာဇီးက World Cup ပြိုင်ပွဲဖြစ်တဲ့ကြောင့်သူတို့ဟာအမြဲတမ်း one of the favorite ပဲဥပမာဘရာဇီးနဲ့ Real Madrid လို့ပေါ့လေ Real Madrid ကလည်းဘယ်လောက်ပြိုင်ပွဲဖြစ်ဖြစ် Champion League မှာ very favorite ဖြစ်တဲ့အသင်းတစ်သင်းပါဆိုတော့ဘရာဇီးလည်း၅ချိန် Champion ဖြစ်ထားတာကျွန်တော်ထင်တော့ဒါပေမဲ့ Ancelotti အသင်းက တောင်းတပြီး organize ဖြစ်တဲ့ Argentina တကယ်ကို squad အရန်ကောင်းတဲ့ Portuguese လိုအသေးမျိုး now Spain လိုအသေးမျိုးပြင်သစ်လိုအသေးမျိုး now England လိုအသေးမျိုးကိုသူကြော်နိုင်မလား Ancelotti အသင်း World Cup မှာ champion ဖြစ်နိုင်တယ်ဘလို့ထင်ကြလဲဒါသူတို့2000နှစ်တည်းက champion မဖြစ်တာကြားပြီးဘလို့မြင်ကြလဲ Brazil အသင်းကိုကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်